လက်ထဲကတော့ Xiaomi ရဲ့ CV5 Pro ဆိုတော့ဒါ CV series ရဲ့နောက်ဆုံးထွက်လေရရောက်နေပြီဆိုတော့ဒီတစ်ခါဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ Xiaomi ရဲ့ CV5 Pro ကို unboxing လုပ်ပြီးတော့ first impression ဘယ်လိုရှိလဲဆိုတာပြပြပေးသားမှာအဲသိရမလားဒီ CV5 Pro design ဘယ်လိုမျိုးလှလဲပြီးတော့ဒီကောင်ရဲ့ big quality ဘာညာအနေထားဘယ်လိုရှိလဲ display ကြီးလို့ကောင်းလားဒါမျိုးလေးတွေကိုအတူတူကြည့်ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင် ဘူးကတော့ဒါအားလုံးတွေ့ရတဲ့အတိုင်းပါနော်ဘူးကတော့အရှိကြီးပဲတကယ်ကိုအရှိကြီးပဲပုံမှန်ဖုံးမှုတွေထဲနည်းနည်းလေးအလစ်တက် different ဖြစ်နေရမျိုးပေါ့ထင်ရတယ်ပေါ့ဒါသူတို့15နှစ်ပြည့်အတွက်ကိုဒါ 15S Pro နဲ့အတူတူဘူးဒီဇိုင်းထုတ်ထားရတော့မြင်ရတာပဲဆိုတော့အထဲမှာဗာလေးရှိတယ်ဆိုတော့ဆက်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ဖုန်းကိုတစ်ခါတည်းတန်းပြီးတော့သွားကြတာပေါ့သိရမှာဖုန်းထဲမှာဘူးပဲဘယ်လိုပြောင်းအောင်အထဲမှာပါရီကအတူတူပဲဆိုတော့အရင်ဆိုးဖုန်းဖြစ်တယ်စကစ်လိုက်မယ် ။နောက်ဖုန်းလေးကိုဆက်ကြည့်မယ်။ဖုန်းကတကယ်ကိုမှလက်ထဲမှာအရန်ဘလို့တော့ပြောမှာမသိဘူးတော်တော်ပါးတယ်ဗျာခိုင်ရတာ။ဘေးပေါင်နေရဲ့ဒီဇိုင်းကလည်းလုပ်ပေးထားတာကသူက matte finish ပုံစံမျိုးလေးဆိုတော့လက်ထဲမှာခိုင်ရတာလက်ရမထင်ဘူး။ပြည့်ကွစ်တော်တော်ကောင်းတယ်။ဆိုတော့ကျွန်တော်တို့အရင် CP4 Pro ကိုကင်ရတာထပ်ပို့ပြီးတော့ hand grip ပို့ကောင်းလာတယ်ပြီးတော့ဒါ Xiaomi 15ကို ခံရသလိုမျိုးဒါမဲ့အိုက်ထက်နည်းနည်းလေးပို့ပြီးတော့ပါတယ်ဖုန်းကကြီးရဲ့ကြီးရဲ့လည်းမထင်ရဘူးသေးရဲ့လည်းမဟုတ်လက်ထဲမှာအရင်ဖစ်ဖြစ်နေရခံစားရတယ် Oh my god တော်တော်မိုက်တယ်ဒီကောင်းရဲ့ hand feel ရဒီဇိုင်းကတော့အရင်နှစ်ခါထက်ဆိုင်ရင်ပို့ပြီးတော့လှလာတယ်အဓိကဒီကင်မရာဘန်ကင်မရာဘန်ကိုသူတို့ကအရင်ကတုန်းကကျွန်တော်တို့ကဒီကင်မရာအလုံးပြမှန်အောက်ထဲမှာထည့်တာကျွန်တော်ဒီကောင်းနေလိုမျိုး14 Pro ပေါ့လို့မှန်အောက်မှာအလုံးထည့်တာဒီနှစ်ကအဲ့လိုမဟုတ်တော့ဘူးတလုံးချင်းစီဒီကောင်းကြီးကခွဲပေးလိုက်တာ တော်တော်ကိုမှကြည့်ရတာလှရလားမလှလားဒါတော့ဟိုဒီဖုန်းကိုကင်မရာလေးယောက်ကိုဒါစိုက်ကလေးယောက်ကြိုက်တယ်ဆိုလို့ရှိရင်ဒါကြိုက်လိမ့်မယ်ကျွန်တော်ကတော့အဝိုင်းကတော့တိတ်တော့သဘောမကျဘူးဒါပေမဲ့အဲ့လိုတက်တက်လေးလုပ်ပေးထားတော့အရင်ကတည်းကဆိုင်ပို့ပြီးတော့မှိုက်သွားတယ်ဒီလိုကင်မရာလေးယောက်ကိုတလုံးချင်းစီထားပေးတာကဘာကောင်းလဲဆိုရင်ဒါတောင်တန်ကိုဆင်းရရချက်ရရနေပြီဒါတော်တော်လေးကောက်ွယ်သွားတယ်။ဒါပေမဲ့ဟိုကင်မရာဘက်မှာရိုင်းစင်းရထင်ပြီးရုပ်ဆိုးရမျိုးမရှိတော့ဘူး။ပြီးတော့အနောက်ကလည်းသူက matte finish ပဲဒါလက်ထဲမှာကန်ရတာတော်တော်ကိုမှချောတယ်။ဖုံးက ဘေးပေါက်နေရ grip ကောင်းပေမဲ့ဒီအနောက်ကတော်တော်လေးချော့တော့တခြားတော့ glue site ကင်လို့လို့မယ်ဒါပေမဲ့လည်းဒီကောင်းရဲ့ design က100လို့မျိုးဖြစ်နေရဆိုတော့ပြဿနာမသိမရှိဘူးဆိုတော့ကျွန်တော်တို့တွေ design ပိုင်းပြီးသွားပြီဆိုတော့ specification ဘက်ကိုနည်းနည်းလေးလှည့်ရအောင်ဆိုတော့ display ဘက်ကနေအရင်စကြမယ် display မှာကတော့ဒါ6.55 inch နဲ့ပဲလာတယ်အရင်နှစ်ကအတိုင်းပဲ CV4 Pro လိုပဲဘာမှအများကြီးထွေထူးကောင်းတာမရှိဘူးပြီးတော့ဒီကောင်းမှာ 120Hz နဲ့ပဲလာမယ်ကျန်တဲ့ကျွန်တော်တို့ဒီတခြားပေါ့နော်ဒီ AI imaging တို့ဘာတို့ညာအကုန်လုံးပါမယ် display က CV4 Pro နဲ့တော့တိတ်မကွာဘူးဒါပေမဲ့ဒီကောင်က bezel လေးညင်းညင်းလေးပို့ပြီးတော့ပါလို့ခံစားရတယ်နောက်တစ်ချက်ကကြောက်ဒီကောင်ရဲ့ဒီအရှိမှန်ကပုံမှန်ခွက်ကဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအရင်နှစ် CV4 Pro မှာတော့တော်တော်လေးကိုမှတိတာဒီ display မှန်ခုံးနေတာဒါပေမဲ့ဒီ CV5 Pro မှာ display ကပို့ပြီးတော့ပါသွားရလို့ခံစားရတယ် မှန်အခုံးအရင်မရှိတော့တောင်ခံတာရုပ်တရက်ကြည့်မယ်ဆိုရင်ဒီဖုန်းက flat display နဲ့ပဲလာရဆိုတော့ပိုင်မျိုးရတယ်တကယ်တော့ flat display မဟုတ်ဘူးကောင်က quad curve နဲ့လာတာ ပြီးတော့ဒီကောင်ရဲ့ကင်မရာကင်မရာဆိုတဲ့အတွက်ဒါ CVC တွေပြောမယ်ဆိုရင်တော့ဒါကင်မရာတို့ဒီဇိုင်းတွေမှာဖြစ်မနေထိတ်ဆုံးမှာထားပြောရတယ်။အဲဘာလို့ဆိုတော့ဒီ CVC ဆိုတာဒါ Xiaomi ရဲ့ကင်မရာနဲ့ဒီဇိုင်းကိုဦးစားပေးထားတဲ့ဖုန်းတွေတော့ပြောလို့ရတဲ့ကောင်လေ။ဆိုဒီကောင်ရဲ့ကင်မရာကလည်းသူက50 megapixel main camera တစ်လုံးရယ်50 megapixel telephoto တစ်လုံးရယ်နောက်တစ်ခုက12 megapixel ultra wide တစ်လုံးရယ်ပါတယ်။ဒီနေ့ main camera နဲ့တော့ဒါအရင်ကြီးမထူးကြဘူးဆိုရင်နည်းနည်းလေးထူးကြတာလေကောင်းရဲ့ selfie camera ပုံမှန်ဆိုရင်ဒါ CV CV တွေက CV2 ကနေစပြီး CV2 CV3 CV4 Pro အထိကို selfie ကိုသူတို့က dual selfie camera နဲ့ထည့်ပေးလာတာဒါပေမဲ့ CV5 Pro မှာထည့်ပေးထားတာဒါ pill shape နဲ့ dual selfie camera လို့ထင်ရပေမဲ့ဒီကောင်းမှာ camera တစ်လုံးပဲပါတယ်50 megapixel main camera တစ်လုံးပဲ selfie မှာထည့်ထားပေးရတယ်။တစ်ဖက်ကတော့ထင်ရတာပေါ့ဒါက စင်ဆာလို့တော့ပြောလို့ရစင်ဆာလေးပါပြီဖြစ်မှာပေါ့ပုံမှန်ကတော့ကြည့်လိုက်ရင်တော့ဒါ selfie ကင်မရာနှလုံးပါလို့ထင်ရတယ်ဒါပေမဲ့တစ်လုံးပဲပါတယ်တစ်လုံးကတော့ဒါတေချာတော့ဒါစင်ဆာတော့ပါတော့တစ်ခုခုတော့ဖြစ်နေမယ်ဆိုတော့ကင်မရာကလည်းဒါနောက်ပိုင်းဖူးပြီးမှပုံလေးစမ်းပေးမယ် speaker မှာဆိုရင်လည်းဒီခေါင်က Xiaomi ရဲ့ CB5 Pro မှာက dual speaker နဲ့ပဲလာတယ်။အတန်အတွက်အားလေးတွေကတော့ဒါကျွန်တော်စမ်းကြည့်ရင်တော့သူ့ရဲ့အတန်အတွက်ဘယ်လိုလဲဆိုတော့သိရတယ်။ speaker အတန်အတွက်လေးနည်းနည်းစမ်းကြည့်မယ်။ speaker တန်တွက်ကတော့ဒါပြောရရင်တော့ကျွန်တော်တို့ဒီ out speaker ကနည်းနည်းလေးပို့ပြီးတော့ကျဲတယ်။အဲနည်းနည်းလေး balance မဖြစ်ဘူးလို့တော့ခံစားရတယ်။ဒါပေမဲ့တေချာအထောင်ကြည့်တယ်မထပ်ပြော။ကျဲတာတော့တော်တော်လေးကိုကျဲတယ်။ speaker တန်းတော်တော်လေးကျဲတယ်။ဒါပေမဲ့ out speaker နည်းနည်းလေး a little ပို့ပြီးတော့ကျဲတယ်။အပေါ် speaker ကတော့ဒါပုံမှန်ကြားနေရတဲ့ speaker တွေအတိုင်းပဲ။ဒါပေမဲ့သူ့ quality ကလည်းလက်ခံပြီးလို့ရတယ်။မဆိုးဆိုတဲ့အနေထားမှာရှိတယ်။ဆိုတော့ speaker လည်းတော်တော်လေး ကောင်းတယ်လို့ပြောလို့ရတယ်ပက်တကွန်ဘက်ထရီဘက်ထရီကတော့ဒါ Xiaomi CV CV ကင်တဲ့သူတွေအတွက်ဒါအိမ်မက်တစ်ခုလို့ပြောလို့ရတယ်လုံးဝမမျော်လင့်ထားတဲ့ဟာမျိုးပေါ့ပုံမှန် CV CV ဆိုလို့ရှိရင်တမန်ဘက်ထရီမခံဘူးလို့အဲ CV CV ကနည်းနည်းလေးပြန်ပါအသိမခံဘူးဘက်ထရီပါတေးတယ်လို့ဒါမျိုးတွေမရှိတော့ဒီနေ့ Xiaomi ရဲ့ CV5 Pro မှာထည့်ပေးထားတာကကြတော့ silicon carbon battery ကိုမှဒီကောင်က6000 mAh battery နဲ့လာတယ်ဆိုတော့ အိမ်မဆိုးတွေကနေကျွန်တော်လုံးထလို့ရပါတယ်အနေထားဖြစ်သွားတယ်ဆိုတော့ကျွန်တော် Xiaomi CV series ကိုင်မယ်ဆိုရင်ဒါဘက်ထရီမခန့်ဘူးဆိုတဲ့အနေထားမရှိတော့ဘူးဘက်ထရီသေးတယ်ဆိုတဲ့အနေထားမရှိတော့ဘူးစမကောင်းစွာနဲ့ charging watt ကတော့ဒါ67 watt fast charging ပဲထည့်ထားပေးသေးတယ်ဆိုတော့ 6000mAh ဘက်ထရီ67 watt fast charging အဲဘာပဲပြောဒီစပက်တွေရဆိုလို့ရှိရင်တော့ CV5 Pro ကလည်းဒါကင်မရာကောင်းကောင်းလိုချင်တဲ့သူတွေအတွက်ဒါ CV fan တွေအတွက်ကတော့ဒါမဆိုးဘူးဆိုတဲ့အနေထားတော်တော်လေးကိုမှဒါကောင်းနေဆိုတဲ့အနေထားဒါပြောလို့ရတယ် fingerprint ကလည်းဒီကောက်မှာထည့်ပေးထားတာက ultrasound နဲ့မဟုတ်သေးဘူးဒါ optical fingerprint ပဲထည့်ပေးထားသေးတာဆိုတော့ပြောရရင်တော့ဒါ Xiaomi ရဲ့ CV series ဆိုတာကဒါ mirroring upper mirroring လို့ပြောလို့ရမှာထင်တယ်အဲဒီ level phone တလုံးဒီကောက်မှာထည့်ပေးထားတဲ့ specification တွေအရောဘာရောဒီကောက်ကဘာပဲပြောသူ့စီတန်းဝင်းကျင်မှာကျွန်တော်ရွေးချယ်စရာတခုနဲ့ထပ်ပြီးတော့ရှိလာတယ် camera ဦးစားပေး phone တလုံး design မိုက်တဲ့ phone တလုံး big quality တော်လေးကောင်းတဲ့ phone တလုံးဘလိုပဲကြည့်ကြည့်ဒါ display တွေရာလဲအပြည့်ပြောစရာမရှိရဲ phone တလုံးလို့ပြောလို့ရတယ် ဆိုတော့အားလုံးကိုချုပ်ပေးမယ်ဆိုရင်တော့ဒီ first impression မှာဒီ CB5 Pro ကကျွန်တော်တို့ဆိုလို့ရှိရင် design ကကြည့်ရတာနည်းနည်းလေးပို့ပြီးတော့မိုက်လာတယ်လက်ထဲမှာ ham grip လည်းပိုကောင်းလာသလိုဘေးပေါင်တွေဘာတွေရလဲဒါပို့ပြီးတော့အရင်နှစ်ကတက်ဆိုင် premium ပိုဆန်တယ်ဆိုတော့ feeling မျိုးရတယ်တကယ်လည်း premium ဆန်တယ်အင်ဂျင်နာတိုင်လေးတွေဘေးပေါင် aluminum နဲ့တုပ်ပေးထားတာနောက်က glass တွေကဘလိုပဲကြည့်ကြည့်ဒါ premium look ရတဲ့ဖုန်းတစ်လုံး တော်တော်လေးကိုဒါကြည့်လို့ကောင်းတဲ့ဖုန်းစလုံးဆိုတာမျိုးထင်ပေါ်တယ်ပြီးတော့ performance ဘိုင်းနေ display ဘိုင်းနေပါရရတယ် performance ကတော့ဒါအသေးစိတ်မဆန်းရသေးဘူးဆိုတော့မပြောတော့ဒါပေမဲ့ AS Gen 4ရဲ့ performance ကတော့ဒါတည်ရတိုင်းပဲတော်တော်လေးကိုစွာတယ် display camera တွေပါရရလဲဒါအရင်ကလက်စားလို့ရှင်အနည်းဆုံးတော့နည်းနည်းလေးတော့ဒါပို့ပြီးတော့ကောင်းတာမျိုးတော့တွေ့ရမှာပဲအဲမဆိုးဆိုတဲ့အနေထားလို့ပြောလို့ရတယ်မဆိုးဆိုတဲ့ကောင်းပါတယ်သူသေးတဲ့ဝင်ကျင်ဒါ CV CV တွေဆိုတာက camera တွေဒါ video တွေအဓိကကျွန်တော် main ကလေးကို program ချက်အောင်သူတို့ flow ရိုက်လို့ရရပါတယ်တော်တော်လေးဟိုမှာကောင်းတယ်ဆိုတော့ ။ဘာပဲပြောပြောဒီ Xiaomi ရဲ့ CP5 Pro ကတော့ဒါကင်မရာဦးစားပေးသမားတွေနဲ့ဒီဇိုင်းလှလေးဖုန်းလည်းထဲမှာပေါပေါပါပါနဲ့ hand grip ကောင်းတာမျိုးကြိုက်တယ်ဆိုတဲ့သူတွေတော့ကတော့ဒါဝယ်လို့ကောင်းတဲ့ဖုန်းတော့မြင်တယ်။ဆိုတော့ကျွန်တော်တို့ first impression တွေနဲ့အပေါင်းအသင်းကိုဒီမှာပဲနားကြတာပေါ့။ဆိုတော့ကိုလူလိုဆိုရင်ရောဒီ Xiaomi ရဲ့ CV5 Pro ကိုဘယ်လိုမျိုးမြင်လဲကိုယ့်ရဲ့ထင်မြင်ယူဆချက်လေးတွေကိုအောက်က comment မှာဆွေးနွေးခဲ့ပါဦး ျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်းကြော်ရီပါ Yangon Mobile Store